အခုအာနာသိပြီးတဲ့အချိန်မှာဗျနိုင်ငံရေးဘလောက်ရှုပ်ထွေးတယ်အလုံးအတွေ့ပဲအလုံးမခတ်မရက်ဖြစ်လာပြီးတော်လန်ကြတယ်စစ်တပ်လည်းအခုချိန်မှာတဝက်ဆိုတဲ့အနေထားတော့ထိလို့မနိုင်တော့ဘူးတိတ်ချတယ်မြင်နေရတဲ့အနေထားပဲပြီးတော့ဒါဟာကျွန်တော်တို့ကောင်းကင်တစ်ခုမှလေတိုင်လုံးပြင်းထန်နေတဲ့အချိန်နဲ့တူတူပဲအဲ့မှာအေအေတို့ရဲ့အတိုးတက်လာတဲ့အချိန်ဟွာကပို့ပြီးတော့ပြင်းနေအာအသည်စရာကောင်းလာအောင်တိုက်ခိုက်နိုင်ခဲ့တယ် ီနယ်ရဲ့60ရာခိုင်နှုန်းကအုပ်ချုပ်ရေးရန်တရားကို AA တို့တည်ထောင်ထားပြီးတော့နော်အဲ့တည်းမှာပါတဲ့ဒါတုတ်တော့ပေါ့ဗျာတရားစီရင်ရေးတို့ဥပဒေပြုရေးအုပ်ချုပ်ရေးအားလုံးတည်ထောင်ပြီးတော့လှုပ်ဆောင်နေတယ်။တော်လိုင်းအင်အားစုတွေတော်လိုင်းသမားတွေအတွက်ဒါဟာခိုင်မာတဲ့အာလက်ကွေးမှဆိုရင်လက်ကွေးတစ်ကွေးရောက်ဖို့လှုပ်ဆောင်နေတဲ့နော်အခွင့်အရေးတစ်ခုကိုပြ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 ပေါ်နေတာ။အဲ့ဒီနေရာမှာ AA တို့ဟာ Federal ဆိုတော့သူအတုံးလုံးထဲမှာတစ်ခါမှမတွေ့ရဘူး။ Federal စနစ်ဆိုတဲ့အုပ်ချုပ်ရေးပုံစံဟာမြန်မာနိုင်ငံအတွက် ဘလောက်ထိအဓိကကြလဲဆိုတာမေးရမှာကျွန်တော်တို့အေးအေးဟာဖက်ဒရယ်စနစ်ကိုဥစားခိုင်းချင်တာကျွန်တော်တို့စံတော့ဒါပေမဲ့အဲ့ဒီအလားလားအတွက်လိုအပ်တဲ့အခြေအနေတွေဘလောက်ထိရှိနေပြီလဲဆိုတာလည်းကြည့်ဖို့လိုသေးတယ်မတူဖက်ဒရယ်စနစ်ဆိုတာဘဟုအစိုးရနဲ့ပြည်နယ်အစိုးရကြားထဲမှာအာဏာကိုမြင်းမြတ်တက်တက်ခွဲဝေးတာတိုင်းရင်းသားတွေနဲ့နော်နေထိုင်တဲ့အမြင်မျက်နှာသိမ့်ပြီပေါ့အဲ့လိုပြောရမယ်ဒေတာကွဲပြားတဲ့အပေါ်မှာမြန်မာနိုင်ငံအတွက်ဒါဟာအကောင်းဆုံးဖြည့်ရှင်းနေဆိုပြီးတော့အလောကပြောကြတယ် ဒါပေမဲ့ AA လို့ပြောတာမဟုတ်ဘူး Federal ဆိုတော့တကယ်တိုင်းသားဖက်ကအမြင်တစ်မျိုးအရင်ကဆိုရင်တော့ဟုတ်ပါတယ် Federal မျိုးလင်းတယ်ဒါပေမဲ့နောက်ပိုင်းမှာဘဟုကနေပြီးတော့အာနာလက်မလော့ချင်တဲ့အခြေအနေမှာသူတို့ရဲ့အိမ်မက်ကသူတို့ရဲ့မျိုးရင်မျိုးလင်းချက်ကကျတော့ထင်တယ်သူတို့က Federal ကိုကြော်သွားပြီ Federal ဆိုတဲ့စဉ်းစားချက်အပေါ်မှာကြော်သွားပြီးတော့တီးတန့်ကိုပိုင်လွတ်လပ်ခွင့်ဆိုတဲ့ Confederation ကိုစင်စာပြီးလောက်ကင်လာတာဒီတော်လိုင်း2023အာ2020ခုအစလာပါပြောလို့ရပါတယ် ကျွန်တော်နောက်လက်ထားတာကဘာလို့ဆိုရင် Federal က UNG ရဲ့ဖြစ်တည်လာတဲ့အစပိုင်းမှာကနေကသူဘယ်လောက်ထိဆွေးနွေးခဲ့လဲမြင်သာတာပဲနော်အဲ့တည်းမှာကောင်းတဲ့လူတွေမှာကောင်းတဲ့လူတွေထောက်အောင်သူဘယ်လောက်ထိအာဏာများဝေပေးချင်လဲဆိုတဲ့စိတ်ပေါ်မှာတည်တာလေအဲ့တော့အဲ့ဒီပုံစံမတွေ့ရတဲ့အတွက်ကြောင့်ကိုပိုင်လွတ်လပ်ခွင့်အတွက်စဉ်းစားချက်ပြောင်းသွားခဲ့တာကြားလာပြီအဲ့လိုပဲမြင်နေကျွန်တော်ပြီးတော့အမေရိကန်ဒေါ်လာရေးမှာမျိုး Confederation ကနေပြန်ပြီးတော့စုတဲ့သဘောမျိုးပဲဖြစ်လာနိုင်ပါတယ်နော်ဒါတော့ကျွန်တော်မြင်နော်ဒီတော့ တိုင်းရင်းသားတွေကကိုယ်ပိုင်စိုးပြခွင့်ကိုအမခန့်ပေးလိုက်တယ်လို့တော့ဟိုအစိုးရတခုတည်းရဲ့၆ကန်မှုကိုလည်း short ချပေးနိုင်လို့ federal ဆိုပြီးတော့သူတို့ကအစပိုင်းမှာလက်ခံတာဥပမာပြောရရင်ကျွန်တော်ပြောခဲ့ပူတဲ့မိသားစုတစုမှာမိဘနဲ့သားသမီးတွေအတူတူတိုင်ပင်ပြီးအရဲကိစ္စကိုခွဲဝေတာဝန်ထမ်းဆောင်တဲ့သဘောနဲ့အတူတူပဲနော်ဘသူကမလုပ်နိုင်လဲဆိုတော့ကိုတောင်းအောင်အပိုင်းလိုက်ကိုယူထားပြီးတောင်းအောင်ပေးအပ်တာ UNG ကအဲ့လိုမျိုးပေးအပ်ထားတာမဟုတ်ဘူးတနင်္ဂနွေလောက်သူလောက်ထားတာ တကယ်တကယ်လက်တွေ့လောက်လားဆိုတော့လည်းမဟုတ်ဘူးအဲ့မှာကလေးလွယ်နေတော့ဒီတော့အေးအေးရကန်တော့ပဲပြန်ကြည့်ပါဦးသူတို့ဟာရခိုင်မှာစစ်ရေးရောအောက်ချုပ်ရေးရောတော်တော်လေးခက်ခဲမှမှတိဆောက်ပြီးအားကောင်းတော့တာတွေ့ရတယ်နေမီထိတ်ချုံနိုင်တယ်အဓိကကိုယ်ပိုင်အောက်ချုပ်ရေးရန်တရားကိုတီထောင်ထားတယ်အာဖက်ဒရယ်စနစ်ကိုဥဆောင်ဖို့တော့မပြောတတ်ဘူးဒါပေမဲ့ရှေးဆောင်လက်ပြအတွက်တော့သူတို့အေးအေးတော့ဖြစ်လာတယ်လို့ပြောလို့ရတယ်အရေးရောက်ပြထားတယ်ပြီးသား အဲ့ဒါလည်းလူတုထခံမှုအပြည့်အဝရပြီးခိုင်မာတဲ့နယ်မြေတိုက်ပိုက်ထိ ंछ ုံမှုနဲ့အာတည်ငြိမ်တဲ့အောက်ချော်ရေးစနစ်ကိုဖော်ဆောင်ထားတာအဲ့ဒီအတွက်လည်းပဲတန်တမာရေးမှလည်းအေအေဟိုဆက် administrative ကျွန်တော်ကွာစီဒီပတ်တနာအဖြစ်သုံးပါပဲဟောအဲ့လိုအောင်မြင်မှုတွေရပေမဲ့အေအေရဲ့ခရီးလမ်းဟာတော့ပန်းခင်းလမ်းမဟုတ်ဘူးလွယ်လွယ်ကူကူတော့မဟုတ်သေးဘူးသူတို့လည်းသိတယ်အဲ့ဒါကိုသူတို့မှဖြတ်ချော်ရမယ်အာအကခဲတွေအများကြီးရှိသေးတယ်ဘာလို့လဲဆိုရင်အားကြမှုလည်းပဲသူတို့ ဟိုတအေးတယောက်စစ်မှုမထမ်းမနေရဆိုတော့မျိုးကျင့်သုံးတော့ပဲလူလည်းလူအပ်တယ်ဘာလို့လဲသူတို့ရဲ့ဒေတာရဲ့တရှိမှုအရောက်ကိုပါအခက်ခဲတွေအများကြီးကြော့ဖြတ်ရမှာရိုဟင်ဂျာသဘောထားတွေပုံမှန်ရောရိုဟင်ဂျာတွေပြန်ခေါ်ပါညာတွေပေါ့ဗျာအဲ့တခြားတိုင်းသားတွေလည်းဆက်ဆံရေးအဲ့ဒါဖက်ဒရယ်အေးအေးဦးစားလို့ရလားဆိုတဲ့ခေါင်းစဉ်ပုံမှန်ပြောတာနိုင်ငံတကာရဲ့အားပေးကူညီမှုအပြည့်အဝမရသေးဘူးဒီတော့နောက်တစ်ခုကလက်ရှိအခြေအနေအောင်မြင်နိုင်ပေမဲ့သူတို့ရဲ့ခံနိုင်ရည်အား စိတ်ခေါ်မှုပေါ့ဗျာအားကြောင့်မို့စိတ်မှုထမ်းခေါ်တော့လို့ကျွန်တော်ပြောတယ်အဲဒီကြောက်မှုလည်းပဲသူတို့ပို့ပြီးတော့တောက်တင်းအောင်လုပ်နေတာပဲစားတမ်းမဲ့စိတ်ခေါ်မှုတွေအများကြီးပဲရွက်လေတစည်းဗျာလေတိုက်အောင်စောင့်နေတဲ့ရွက်လေတစည်းရွက်ချပြီးတော့စောင့်နေတဲ့ပုံစံနဲ့တူတူပဲရွက်ပြင်ပြီးတော့ပေါ့ဗျာလေလေမလာမချင်းခကြီးအောင်အောင်မြင်မြင်နဲ့ဆက်ဖို့အချိန်ယူဖို့ခက်နေတယ်ဆိုတဲ့သဘောကိုပြောချင်တာအောင်မြင်တာတော့အောင်မြင်တယ်လေဒါပေမဲ့လေမတိုက်မချင်းအဲ့ဒါအခွင့်ရင်းမရမချင်းရှေ့ဆက်တိုးကခက်တယ်ကိုပြောချင်တာ အေဖက်ဒရယ်စဖို့ဆိုရင်ဖိတ်ချတာတခုကရခိုင်ပြည်သူအေအေထောက်ခံတာတခုတည်းနဲ့မရတော့ဘူးမလုံတော့တော့ဟုတ်တယ်တနိုင်ငံလုံးကယုံကြည်အားကိုးမှုနဲ့အဓိကတိုင်းရင်းသားတွေအပေါ်မှာအားလုံးစည်းလုံးညီညွတ်တဲ့အခြေအနေတခုဖြစ်လာမှရမှာနောက်တစ်ခုကနိုင်ငံကအတိမတ်ပြမှုကလည်းမရှိမဖြစ်လိုအပ်တယ်ဥဆောင်ရဆိုတော့ तू ကဥဆောင်ပြီးတော့လောက်တာမျိုးမဟုတ်ဘူးဥဆောင်စီးရောက်တာတော့ဖြစ်နိုင်တယ် ဘာလို့ဆိုရင် तू ကနမူနာပြတာပြီးွားကြီးဥစ္စာလမ်းပြတာပေါ့ဗျာစီရောက်တာဒါပေမဲ့ तू ဥစ္စာဖို့ဆိုတာကြတော့ပြောစရာတွေဖြစ်တော့ပြန်ရောဥစ္စာအောင်စုစည်းတာမျိုးနော်အဲအဲ့အတွက်လည်း तू ပြင်ထားတဲ့မဟာမိတ်အခင်ကျင်းတွေတွေးနိုင်တယ်ပြီးတော့နောက်တစ်ခုရှိသေးတယ်စစ်တပ်ညီမစစ်တပ်ဟာအလဲပိုင်းမှာတရှိနေမှုအင်အားနဲ့အဖွဲ့အစည်းတစ်ခုနေတဲ့တရှိနေမှုအဲ့ဒါဟာရှိနေအောင်ပါပဲဘာလို့လဲဆိုရင် UNG ကြောင့် UNG ကအဲ့ဒါတည်တံ့တိုက်ဖို့မလွယ်သေးဘူး ီတော့အဲ့ဒီပုံမှာတိုင်းရင်းသားတွေလည်းလာရောက်တိုက်ခိုက်ပေးဖို့မလွယ်ဘူးဒီတော့ဗျာတိုင်းရင်းသားတွေရဲ့တဘောထားစစ်တပ်ရဲ့အာရုံးပေါက်ကြည့်ပြီးတော့တိုက်ခိုက်နိုင်မှုခုခံမှုပေါ့ဗျာသူတို့ခက်ကြည့်နော်ဒီတော့အဲ့ဒါတိုက်ပြီးမငြိမ်မသက်ဖြစ်မှာပဲလေနော်စူးစူးနေတဲ့ခြေထောက်လိုမျိုးပဲထောက်လို့မရသေးပဲဖြစ်နေတဲ့အခြေအနေခက်ခက်မမငါတို့ကဖက်ဒရယ်တောင်းမဲ့လို့လည်းပြောလို့မရသေးဘူးတကယ်အားလုံးအခြေအနေကောင်းနေပြီစစ်ကောင်စီတောင်ရှုံးရမယ်ဆိုရင်တော့တမျိုး အဲ့တော့ကျွန်တော်ပြောတာမဟုတ်ဘူးပုံချွတ်ထွေးမနိုင်လည်းပြောပြီးသားအားလုံးကြည်နိုင်ရလောက်မှအဖြစ်မှမဟုတ်လောက်ဘူးဆိုတော့သူပြောထားခဲ့တာသူတို့တွေပြောသလိုပဲအခုခင်ကျင့်ရလည်းအဲ့လိုပဲဖြစ်နေတယ်အဲ့ဒါဟာလည်းပြည်ပနိုင်ငံရေးကြောင့်တရုတ်ကြောင့်နော်ဒီတော့အဲ့ဒါဟာသူရှိနေတဲ့တိုင်းပြည်လည်းမတည်ငြဲဘူးနော်ဆိုလိုချင်တာကအဲ့ဒီလုံးပြခက်ခက်မမဆောက်ဖို့အတွက်အုပ်တွေတန်တွေနော်အိအာအကာတွေအရာတွေအားလုံးပြီးွားပြီဒါပေမဲ့ တည်ရှိနေတဲ့မြေကြီးကမတည်ငြိမ်ဘူးဆိုရင်ဘာမှလုပ်လို့မရဘူးအထိုင်ပေါ့ဗျာအဲ့ဒါတည်ငြိမ်နေဖို့လိုတယ်အေးအေးဟာသူ့ကိုထောက်ခံသူတွေနဲ့မဟာမိတ်တွေနဲ့တော်လာရေးကိုအောင်မြင်ဖို့ဖက်ဒရယ်စနစ်ကိုဒီထက်ပိုပြီးဥဆောင်ထူထောင်ဖို့ဆိုရင်တော့လုံရမယ့်အချက်တွေရှိသေးတယ်သူလည်းအဲ့ဒါကိုစဉ်းစားထားဖို့လည်းရတယ်ဒီနေရာမှာကျွန်တော်ကျွန်တော်တို့စဉ်းစားမှာကအေးအေးဟာဟိုးအရင်ကကွန်ဖက်ဒရေးရှင်းပုံစံမျိုးတီတန်နိုင်ငံထူထောင်ဖို့လားဆိုတာမျိုးစဉ်းစားချက်တွေတချို့ကရှိတယ်အေးအေးလုံးဝမထူထောင်ဘူးတီတန်နိုင်ငံ နော်ဒီတော့တက်စဉ်းစားမယ်ဆိုရင် AA ကအဲ့အတွက်ဆိုရင်ကျွန်တော်ထင်တာကအလယ်ပဲပို့ထိုးခဲ့မှာသူဘမပြည်နယ်ဖက်ဟုတ်ပဲဘာဖြစ်လို့ဆိုရင်တီရှိနေမှုနဲ့ချိန်ဆက်ထားတဲ့အခြေအနေကအစားအနီးပြန်ထူထောင်ပဲကြားတယ်အရင်ဆုံး AA လို့လောက်ရမှတ်ကန်တော့တိုင်းသားတွေရဲ့အားလုံးကိုပို့ပြီးတော့စုစည်းညီညွတ်အောင်သူဘယ်လိုစီစဉ်မလဲအဲ့တော့တိဆောက်အောင်ပါနည်းနည်းတော့လို့သေးတယ်ဒီထက်ပို့ပြီးတော့အရှိတိုးလောက်လေးလေးပြည်သူလူထုယုံကြည်ကိုးစားမှုတွေဟာရက်ခိုင်ပြည်နယ်မှာတော့ AA ရှင်းတယ်ဒီဖက်ရောက်လာလေးလေးရှင်းရှင်းမှရှင်းတော့မယ်အဲ့ဒါကိုလည်းကြိုးစားအောင်မယ် ။နောက်ကမ္ဘာနိုင်ငံအနေနဲ့ဆက်ဆံရေးအဲ့ဒါလည်းတာဝန်ရေးဆောက်ထားတယ်။နောက်တစ်ခုက AA လို့ကိုယ်တိုင်ကိုတကယ်ပဲ Federal လုံးချင်စိရှိလားဆိုတာကိုသိဖို့လိုတယ်။ကျွန်တော်ထင်တော့အဲ့ဒါမယိုရှင်ဘူး။ပြောချင်တာက AA ကရခိုင်မှာထားလိုက်ပါတော့ AA တစ်ခုပဲရှိတယ်ပြီးသွားပြီဆိုပေမဲ့အကောင့်နေပေမဲ့ Federal အစိုးရအထိဥစားဖို့ဆိုရင်လူတွေရဲ့တခြားဒေသတွေရဲ့ယုံကြည်မှုကတည်ဆောက်ရမယ်။တိုင်းရင်းသားတွေကိုစီလုံးညီညွတ်အောင်စုစည်းရမယ်။ကမ္ဘာနိုင်ငံတွေရဲ့ထောက်ခံမှုယူရမယ်။ ီတော့ပြတ်ချောရရင် AA က Federal အစိုးရကိုဥဆောင်ပြီးတော့ပါဝင်မယ်ဒါမှမဟုတ်ဥဆောင်မယ်ဆိုတော့ဖြစ်နိုင်မလားလို့ဆိုရင်တော့ဖြစ်နိုင်ပါတယ်ဒါပေမဲ့လက်တွေဖြစ်လိုက်ဘူးဆိုတော့ကအဲ့လိုမျိုးလင်းချက်လောက်နဲ့မရသေးပါဘူးအများကြီးနိုင်လို့သေးတယ်ဒီတော့ကျွန်တော်ပြန်မေးချင်တယ်နံပါတ်1 AA ဟာတကယ်ပဲ Federal ကိုလိုလားတာလားဒါမှမဟုတ်ရခိုင်အတွက်တီချာလွတ်လပ်ရေးပဲလိုချင်တာလားတကယ်တော့ AA က Federal ကိုဘယ်လိုသဘောယူထားလဲတော့မသိဘူးဘယ်လောက်ထိလိုချင်လဲဆိုတာကိုတော့သူတို့ရဲ့ လောက်ရတွေပြောတဲ့စကားတွေနဲ့အပြည့်ရင်းပြပါဆက်ဆံရေးပေါ်လွင်တဲ့အချက်တွေပေါ်မှာကြည်ရင်တွေးနိုင်ပါတယ်တချို့တချို့နိုင်ငံတွေနဲ့ကျွန်တော်မြန်မာနိုင်ငံကိုတုံ့တက်တဲ့ပညာရှင်တွေပြည်တွင်းကပညာရှင်တွေအားလုံးအားလုံးပေါ့ဗျာဦးဆောင်သူတွေရောပါတွေရောပြည်ထောင်စုအတွင်းမှာနော်ဖက်ဒရယ်ဟာနိုင်ငံတကာလက်ခံနိုင်တဲ့ပုံစံတစ်ခုဆိုပြီးတော့သူတို့ရှင်းရှင်းလင်းလင်းပြောဆိုနေကြတယ်ပေါ့ဗျာဒါပေမဲ့ AA ရောအဲ့ဒါလက်ခံလားမလက်ခံလားဘယ်သူမှလည်းစာသားကောက်ယူထားတာလည်းမရှိဘူးသဘောတူညီထားတာလည်းမရှိဘူး ဒီတော့တချို့ကဘာမှမပြောဘဲနေရလက်ခံလာမှမဟုတ်တာဖက်ဒရယ်ဟုတ်လားဖက်ဒရယ်လက်ခံပါတယ်လို့ပြောရင်တော့တမျိုးပေါ့ဖက်ဒရယ်ဘာလက်ခံမှမသိမလက်ခံမှမသိဖက်ဒရယ်အကောင်းဆုံးဖက်ဒရယ်သွားမယ်ဆိုတော့စင်စာလုံဆောင်ချက်တွေဟာလက်တွေ့မကြဘူးအဲ့လိုမျိုးပြောချင်တာအတင်းဖက်ဒရယ်ဆိုတာယူပုံစံသွင်းတော့လာကျွန်တော်တို့လက်ခံတော့လာအဲ့အေးကဖက်ဒရယ်ဘာလို့လည်းမပြောတော့ဘူး तू ပြောဘူးတော့ confederation ပဲ तू ပြောဘူးတော့ဟုတ်လားတချို့တချို့တိုင်းရင်းသားတွေလည်းဖက်ဒရယ်ဘာလို့ ပြောထားမပြောထားဘယ်သူမှအတိပြည့်ချက်မယူတော့ဘူးနော်အဲ့ဒါမျိုးပြောချင်တာဒီတော့အတင်းတော့ဖက်ဒရယ်တော့လုံးနေပါလေဟုတ်ပါတယ်ဒါကလည်းဘယ်သူပြောလို့ဘယ်သူတိုင်ပေးလို့အားလုံးကဖက်ဒရယ်နေမှတော့မသိဘူးဖက်ဒရယ်ဖြစ်နေတယ်ဖက်ဒရယ်ကတော့အကောင်းဆုံးတော့ဟုတ်ပါတယ်ဒါပေမဲ့တခြားလူတွေတို့တော့ကောင်းချင်မှကောင်းမှာပေါ့ဘာလို့ဆိုရင်လက်တွေ့ကြတဲ့အခြေအနေရနော်တချို့သဘောထား ွဲလွဲနိုင်တဲ့အခြေအနေတွေရှိကောင်းရှိနိုင်တယ်မတူတာတွေရှိကောင်းရှိနိုင်တယ်မတူတဲ့စဉ်းစားချက်တွေရှိနိုင်တယ်လေဗျာအလုံးဖက်တူတဲ့ပါဆိုပြီးတော့လည်းလက်တွေ့ကြကြနဲ့ဘယ်သူမှလက်ခံလာတာမဟုတ်ဘူးလေဒီခါအတွက်ကိုယ်ပိုင်နိုင်ငံရဲ့အဖွဲ့အစည်းတွေတည်ထောင်နေတယ်ကိုယ်ပိုင်အုပ်ချုပ်ရေးစနစ်ကိုယ့်ရဲ့ဥပဒေစနစ်တွေလုံနေတာကိုကြည့်ရင်တီချာလောလတ်ရေးလို့ကျွန်တော်တို့ရေးပူရကောင်းနှုတ်တုံးတက်လို့ရတာပေါ့ဗျာအဲ့လိုမျိုးအဲ့လိုလိုချင်နေတဲ့ဆိုတဲ့သဘောပုံတက်လို့ရတယ်ထင်စရာလက်ရှိတယ် ဟုတ်လားဘာလို့ဆိုသူတို့အရင်ရင်ကလေးကမကျေနပ်ချက်တကြတယ်အဲ့ဒီဘောသွားမှာပဲဒီတော့လူတယောက်ကငါအကြီးကြီးကိုဖမ်းချင်လို့ပဲဖြစ်ဖြစ်ဖမ်းတဲ့ငါတွေကို ထားဖို့နောက်ထပ်ကန့်အသေးလေးတစ်ခုလိုမှာပဲဒီတော့ AA ကလည်း Federal ဆိုတော့ငါကန့်ကိုပြေဆုံးရခိုင်အတွက်ဆိုရင်ဝါထီရနဲ့ကာရတာမရဘူးအောက်ထီရတော့တိဆောင်းမရမှဆိုတဲ့အတွေ့မျိုးလည်းရှိကောင်းရှိမှာပဲဘာလို့ဆိုသူတို့ကပို့ပြီးတော့အမျော်မြင်နဲ့စနစ်တကျလုံနိုင်တာ ਉਹ ပြီးတော့အဲ့ကန်တန်းမှာပဲနောက်ထပ်တစ်ခုကသူတို့ကိုပိုင်တော့ပိုင်နေပြစ်မလားငါငါများတယ်နဲ့များမလားဆိုတာလည်းရှိတာပဲလေသူတို့များချင်တာနဲ့များမယ်သူတို့နေချင်တဲ့ပုံစံနဲ့အဲ့ကန်တန်းမှာနေမှာပဲအဲ့လိုနေတဲ့ခါကျရင်လည်းအုတ်တိုင်းကတ်မလားဝါထီရန်နဲ့တလပတ်အုပ်ပြီးတော့ငါကန်လုံးမလားဆိုတာလေကျွန်တော်တို့တွေမတူညီနိုင်တဲ့အမြင်တွေကိုနားလည်ဖို့လိုတယ်။ဘာလို့ဆိုရင်အားလုံးဟာဖက်ဒရယ်သွားမှတသားတည်းဖြစ်နေတဲ့သဘောထားတစ်ခုတည်းမှရှိနေတယ်ဆိုတာမဟုတ်ဘူး။ ကျွန်တော်ပြောချင်တာကသူတို့ဘယ်လိုတိစားချင်လဲဆိုတာမရှိဥပမာနော်ဖက်ဒရယ်ကိုဥစားပြီးအစိုးရတက်လို့ပို့တယ်သူတို့မစင်စားသလိုဥဆောင်စုစည်းမယ်ဆိုတော့ဖြစ်ချင်ဖြစ်မယ်နော်စုစည်းပြီးပြန်ရွေးမယ်ဘဟုအဲ့ဒါတစ်ချက်စဉ်းစားတာကျွန်တော်ကတော့အဲ့လိုမျိုးထက်ဆိုင်ရင်နော်သူတို့ဟာလက်တွေ့ကြတဲ့စဉ်းစားချက်ကလာတယ်လက်တွေ့ကြတဲ့ရလက်ပဲယူတယ်ဒီတော့ကိုအတိုင်းတာကိုကိုသိတယ်ဆိုတဲ့သဘောနဲ့ပဲစဉ်းစားမယ်လို့ထင်တယ်။ထင်ရှားလာမှာပါကျွန်တော်ထင်တာကအေးအေးဟာတကယ်ပဲဖက်ဒရယ်စနစ်တစ်ခုကိုယုံကြည်တယ်ဆိုရင် တခြားတိုင်းရင်းသားတွေနဲ့ပူးပေါင်းဆောင်ရွက်မှုတွေတဖြည်းဖြည်းပိုလောက်လာလိမ့်မယ်။တာဝန်ယူမှုတွေပိုပြီးထိချလာလိမ့်မယ်။အဲ့ဒါဟာတက်ဥဆောင်မလို့လည်းမဟုတ်ဘူး။ဥဆောင်စုစည်းရလို့ဥဆောင်ရဲဆိုတဲ့အထဲမှာလည်းသူတို့ပါမယ်။အိုက်ကန်တော့လည်းရောင်းအောင်ယူခဲ့တယ်။ဟိုင်မောက်သွားပြီးသူတို့တော့အရင်ရောင်းနေတယ်ဗျာ။ဒီတော့အဲ့ရနေပြီးတော့စုစည်းမယ်။အဲ့ဒါဟာပိုပြီးဖြစ်တဲ့နယ်လေ။ဟောသူတို့တက်ဥဆောင်ပါမယ်ဆိုတာမျိုးကတော့ဒါအလုံးလက်ခံမယ်လို့လည်းပြောလို့မရဘူး။ဟောအဲ့လိုမျိုးထင်တယ်။ဒါတစ်ချက် နံပါတ်1ကကျွန်တော်ပြောသလိုပဲတခြားတိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေကပါဖြစ်လို့ AA ရဲ့ဥစားမှုကိုလက်ခံရမှလဲဆိုတော့မိကွန်ထက်လာတယ်။အဲ့တော့ဟာမမေးပဲခြံထားခဲ့လို့ကိုမရဘူး။သူကျမသူမော AA အားလုံးကလက်ခံတယ်ဆိုရင်ပဲမလက်မခံတဲ့ဥစ္စာလည်းရှိတော့ဘူး။ဒီတော့အဲ့ဒီမှာလည်းအဓိကအကြောပြချက်၃ခုရှိတယ်။လက်ခံရမယ်ဆိုတော့အပိုင်းရတယ်။ AA တော့ဘယ်အဖွဲ့မှစိတ်ရေးမအောင်မြင်ဘူး။မတော်ဘူး။သူတို့တနေ့အတွင်းမှာအပိတိုက်သွားတယ်စစ်ဌာနချုပ်တစ်ဖွဲ့တည်းတိုက်သွားတယ်။ ဘလာဘအားကောင်းတယ်ပြောပြောဘယ်သူမှလက်တွေ့မပြသေးဘူးကျွန်တော်တို့အေးအေးပြသွားပြီကိုကန်တို့တော့မှအလိုပန်ဝီတိုက်တာပဲအေးဒါတော့မှမရှင်းလင်းတဲ့အချက်တွေရှိသေးတယ်အေးအေးတို့ကရှင်းရှင်းလင်းလင်းကိုတိုက်သွားတယ်ဥပမာမောင်တော်တို့ဘာတို့တိုက်တာမျိုးဘယ်သူမှငြင်းလို့မနိုင်ဘူးအဲ့ဒါဟာလက်တွေ့ပြတာငါတို့တိုက်မယ်ငါတို့မနေ့ကအောင်တော့မယ်ဆိုတာမျိုးမပြောနိုင်ဘူးပြီးမှပြတာအဲ့လိုမျိုးနော်ပြီးတော့ထောက်ပြရေး view ဟာတွေရှိသေးတယ်တတိထောက်ပြလာမှ view ဟာနဲ့ထောက်ပြတာဒီတော့စေရေးတော်လို့ လက်ခံတင်တဲ့လက်ခံလက်ခံချေလက်ခံနိုင်တဲ့ဥစားမှုတခြားဖွဲ့တွေမလုံးနိုင်တဲ့အောင်မြင်မှုမျိုးရရှိထားတဲ့တက်တည်ပြထားတယ်ပြီးတော့လက်ရှိစစ်မြေတွေမှာအများကြီးအသာစီးကြထားတယ်နံပါတ်1ကအောက်ချုပ်ရေးကိုပါတပြိုင်တည်းစနစ်ကျနေအောင်တဆင့်ပြီးတဆင့်ကျွမ်းကျင်စွာတည်ဆောက်ထားနိုင်တယ်ဟုတ်လားအမျိုးသမီးတွေပါပါအောင်ဝင်တုံးထားတယ်လေနော်ပြီးအာတတ်သေးတယ်ရောမိတဲ့အဲ့လိုမျိုးအစုံပဲပါတယ်အောက်ချုပ်ရေးကဏ္ဍမှာပြီးတော့ သူတို့ရဲ့လူမျိုးရေးကဏ္ဍအခြေအနေတစ်ခုပေါ့မှာလည်းလူမျိုးပြန်တုံးနိုင်တယ်နော်ဘာလို့ဆိုရင် တချို့မွတ်စလင်တွေအရာရှိတွေအေအေတန်းမှအများကြီးကျတော့တွေးရတယ်လေမွတ်စလင်ချင်းမွတ်စလင်ချင်းပြန်ပြန်ပြီးတော့ဆက်ဆံရေးလုပ်တာကိုနော်ကျွန်တော်ပြောပြပြန်မောင်တော်တို့ပါတော့မှတကယ်တကယ်တိုက်ဖို့အတွက်အနောက်ကအဲ့ဒီဒေတာကမွတ်စလင်တွေပဲထမင်းဟင်းချက်ပြီးပို့တာမျိုးအဲ့ဒါမျိုးရှိခဲ့တယ်ဒီတော့အုတ်ချုပ်ရေးပြင်တဲ့အဥ္စာကိုအဲ့ဘောသူမဆိုတော့အစပိုင်းမှာတော့ပဲပြင်ပြင်မလဲဒီတက်ပို့ပြီးတော့ အဒီလက်ပေါ့ဗျာရဲပိုင်းပေါ့ဗျာဒီတက်ပို့ပြီးတော့ပြင်ဆင်ပြီးတော့ကောင်းတဲ့ကောင်းအောင်လှောက်နိုင်တဲ့ကျွမ်းကျင်တဲ့အုတ်ချုပ်ရည်တိဆောက်နိုင်မှုလက်ပနစ်ကအဲ့ဒါလည်းငင်းလို့မနိုင်ဘူးဘယ်သူမှလူငင်းလို့နိုင်လဲတိတန့်ရင်ဖြစ်တိလာတာလေဘဟုကလာပြီးတော့တိဆောက်ပေးတာမျိုးမဟုတ်ဘူးเนาะနောက်ပြီးတော့တရားစီရင်ရေးအပိုင်းစီကံတကြအပိုင်းအဲ့ဒါဟာလည်းဟိုမှာရှင်းလိုက်တဲ့ဆိုတော့ဒေါသထွက်ပြီးရှင်းလိုက်ပြီးတဲ့အပေါ်မှာတောင်းပန်ယူဖြေရှင်းသွားတဲ့ဥစ္စာအဲ့ဒါတရားစီရင်ရေးပိုင်းခိုင်မာမှု အားကြောင့်မို့ဦးဆောင်မှုလက်ခံလို့ရတယ်ပြောတော့ပြီးတော့နော်စနစ်တကျတိစောက်ထားလိုက်တာတခြား EAO တွေထက်တာလွန်နေတယ်ဆိုတော့ငင်းလို့မရဘူးဒါကြတော့အမြင်နော်ပြီးတော့နံပါတ်3ချက်ကပိုပြီးရှင်းလင်းတာကအနာဂတ်အတွက်ကိုရည်မှန်းချက်ထားတာတယ်အနည်းဆုံးကတော့ရခိုင်ပြည်နယ်အတွက်ထားတာတယ်ပေတန်းရင်းသားကရပြည်နယ်အတွက်ပြည်ပြန့်ထက်ရည်မှန်းချက်ရှိတယ်ကျတော့ပြောတာရှင်းလင်းနေပြီးတော့ခိုင်မာတဲ့အနာဂတ်ရည်မှန်းချက် ူများအဖြစ်ပြောတော့တော့မဟုတ်ဘူးသူတို့လောက်ရှင်းလင်းမှသာအမြင်ရှင်းအတွေ့ရှင်းအလို့ရှင်းတော့ပြောတာနော်အဲ့လိုမျိုးရှင်းရှင်းလင်းလင်းထားပြီးမမရှင်းရှင်းလင်းလင်းလုပ်နေပါအာယုံကနောက်ဆရာအကြောင်းမရှိဘူးကြောက်ဖြူလည်းတိုက်မှာပဲစစ်တူလည်းတိုက်မှာပဲစစ်တပ်ကိုမထောက်ဘူးမထောက်ဆိုမထောက်ဘူးလေအဲ့လိုဖြစ်နေရပါဘာမှ90 30 40 80 90 40လောက်မလုံးလဲဆိုတော့အမြင်မျိုးတော့မှသူတို့ကပေါ်ထားနိုင်တယ်ဖက်ဒရယ်စနစ်ကိုတိစောက်ဖို့တွေလိုအပ်တဲ့အသိပညာဉာဏ်နဲ့အဖွဲ့စည်းတိစောက်နိုင်တဲ့အရေးချင်းအေအေလို့ပြောင်းထားနိုင်တယ် ော့၃ချက်ဒီတော့သွားပြစ်လို့အေဥဆောင်မှုလက်ခံရအောင်မလဲဆိုတော့အဲ့၃ချက်နဲ့ရှင်းကြည့်လိုက်ပေါ့ဗျာကျွန်တော်တော့လက်ခံသိနေလို့နားလည်တယ်ဥဆောင်မှုဆိုတာလည်းဒီဖက်ကပြန်ကြည့်ရင်ငါစကားနားထောင်ဆိုတဲ့အမြင်ကိုမြန်မာတွေကလက်ခံတာတော့တကယ်ငါစကားနားထောင်မဟုတ်ဘူးဥဆောင်မှုဆိုတာအတူလက်တွဲပြီးတော့ယုံကြည်မှုကိုတိဆောက်တာဒီတစ်ခုကိုအတူတူသွားနေတယ်ကာတစည်းပေါ်မှာကောင်းဘယ်သူမောင်းမလဲဆိုတဲ့ အလက်ကျကောင်းမောင်းမဲ့လူကိုရွေးချယ်တဲ့ပုံစံမျိုးပြောချင်တာကောင်းမောင်းမဲ့သူကလည်းလမ်းကိုလည်းတိတယ်ကြံတဲ့သူတွေရဲ့အမြင်တွေကိုလည်းနားထောင်တယ်ဘာလို့ချင်လဲဆိုတာလည်းနားလည်းပေးနိုင်တယ်အဲ့ဒါမကောင်းအမှန်တော့အဲ့တော့အဲ့လိုမျိုးပြောချင်တာဒီတော့အေးအေးဟာပေါ့ဗျာဥစားမှုရဖို့ဆိုရင်တခြားအဖွဲ့တွေကိုနားလည်အောင်ရှင်းပြပြီးစီယုံနိုင်ရမယ်လေးစားရမယ်ဆက်ဆံရေးကောင်းတဲ့တည်ဆောက်ရမယ်ပြီးတော့မဖြစ်မနေအားလုံးရဲ့အမြင်တွေကိုထပ်သွင်းစဉ်းစားပေးနိုင်ရမယ် မဖြစ်မနေတခြားရဲ့အမြင်တွေကိုထက်သွင်းစဉ်းစားပေးမှသာပဲဖောင်ပြီးစုစည်းလို့ရတာပြီးတော့နံပါတ်၃ချက်က Federal စနစ်ကိုစစ်တပ်စစ်တပ်ဟာရှိနေအောင်မှာစစ်တပ်ဟာ Federal တည်ဆောက်နေပါတယ်ဆိုပြီးဗဇက်ကပြောနေတာလူတိုင်းသိတယ်လိမ့်နေတာတကယ်လက်ခံတည်ဆောက်တဲ့ Federal ဟာဘယ်တော့မှဖြစ်လာမလဲဆိုတာတကယ်သိဖို့လိုတယ်ဘာလို့ဆိုဒီစစ်တပ်အကောင့်တမ်းမှာအကောင့်တပ်ပြစ်လိုက်မယ်ဆိုတော့ရှင်းလင်းပြစ်လိုက်မယ်ဆိုတော့ UNG ဟို motivation စကားမျိုးပဲတိုင်းတောင်မှမတော့တော့ဘူး သူတို့ပြည်နယ်တွေကမောင်းထုတ်တော့အကုန်တတ်တော့မဟုတ်ဘူးသူတို့ပြည်နယ်တွေကထွက်ဝိုင်းရင်အဲရရလိုက်တတ်မယ်ဆိုတဲ့ဟာမျိုးမရှိဘူးအဲ့တော့ဘုချုပ်ကမှလည်းပြောဘူးတဲ့ဒီစစ်သားတွေကမြန်မာနိုင်ငံသားတွေ2020နှစ်မှာ BBC နဲ့ပြောထားတယ်အားလုံးသိပါတယ်ပြီးတော့ခုချိန်မှာစစ်တပ်ဟာဖက်ဒရယ်စနစ်ကိုစစ်တပ်ရော UNG ရောတူတူပဲဘလို့မြင်လဲဆိုရင်ပြည်ထောင်စုကိုပြိုကွဲအောင်လုပ်နေတဲ့ဟာတွေဆိုပြီးတော့မသိစိတ်မှမြင်နေတယ်။တိုက်ပြည်နှချကွဲသွားနေတဲ့ NDA ဆိုပြီးတော့ကြီးကြီးကျယ်ကျယ်စစ်တပ်ကမြင်နေတယ်။ အဲ့တော့ဘာဖြစ်လဲငါတို့ရဲ့ဘဟုအာနာပေးရမှကြောက်လို့အရှိနေတဲ့ဘဟုရဲ့အာနာကိုလွတ်ပေးရတော့မယ်ဆိုရက်ဥစ္စာကိုလက်ခံဖို့ခက်ခဲနေတဲ့တဘာဝလက်ရှိမှာတော့အိဟာပြောင်းလာပြီဖိအားသုံးမျိုးတော့ပြောင်းလာပြီနံပါတ်၁ကလက်မခံလက်ခံရတော့မယ်ဘာဖြစ်လို့ဆိုရင်အင်အားနည်းလာတဲ့စိတ်ရည်ရမှအားနည်းလာလို့အဲ့အတွက်လည်းတိုက်ထားပြီးပြီတခြားဖွဲ့တွေရဲ့ဥပမာ AA တွေရဲ့စိတ်ရည်အင်အားကိုစစ်တပ်ဟာ level ရှင်ဖိုက်ဖို့တော့မနိုင်တော့ဘူး ဲ့တော့လက်ခံချင်းလက်မခံချင်းနဲ့လက်ခံရတော့မချင်းနေဖြစ်လာတယ်။နံပါတ်1ကနိုင်ငံတကာရဲ့ဖိအားတွေများလာတာသူ့ကိုကူညီနေတာဒါငလျင်မဟုတ်နော်ပုံမှန်နိုင်ငံတကာဆက်ဆက်ရေးမှာပြောတာသူ့ကိုကူညီနေတာရုရှားတို့ဘာညာတို့ကတိတ်တိတ်လေးပဲရှိတော့တယ်အင်အားသာကြီးနေတာနော်ရှင်းရှင်းပြောရင်သူ့လက်ထက်မှာနေမီဒီအလုံးသူများထိုက်ချုပ်သွားပြီဆိုရင်သူ့ကိုကူညီခြင်းမကူညီတော့မှာဘာလို့ဆိုရင်မဲဟာမှာမဟုတ်တာအေးအေးဟာကြီးတွေကြောက်ဖြူပါဆိုပြီးတော့ လိုဖြစ်ပေါင်းလဲအဲ့ဒါဖိအားတွေများလာတာကမ္ဘာနိုင်ငံတွေရဲ့ပိတ်ဆို့မှုတွေဟာတစ်ဖက်သူ့ရဲ့နယ်မြေ defecto ဟာမရှိတော့တဲ့အချိန်မှာတစ်ဖက်အဓိကကနိုင်ငံကယုံကြည်မှုမရှိတော့တဲ့အချိန်မှာဖိအားများလာပြီးလက်မခံလို့မရတော့ချိန်နေတယ်နောက်တစ်ခုကစစ်တပ်ရဲ့အတွင်းပိုင်းအတွေးခေါ်ဒီကမှာအလာတော့အတုံးမကြတဲ့ဆိုပြီးတော့သူတပည့်တွေဟာမတွေးဘဲကိုမနေဘူးဟုတ်လားအဲ့ဒါဆိုတော့တရားမျှတမှုလိုလာတဲ့တရားစနေရာစတော့ဒီတိုက်ထဲမှာရှိမှာပဲ မဟုတ်တယ်သူတို့မိသားစုတွေမှာရှိမှာပဲမရှိလို့တော့ပြောတယ်ပေါ့အကုန်လုံးတော့အဲ့လောက်တိတော့မဟုတ်ဘူးအများစုတော့ဟုတ်တယ်ဒီတော့အဲ့ဒီဒီကောင်လုံးနေပုံနဲ့ငါတို့တွေကနော်မဟုတ်တော့ဘူးဆိုတော့အတွေးခေါ်အမြင်မှန်တွေပြောင်းလဲလာရင်စက်တက်လက်ခံရမှာပဲနော်ဒီတော့စက်တက်ထဲမှာတရားမြတ်မှုလူလာတဲ့လူနေစုတွေရပေါ်လာတာမျိုးအဲ့ဒါမျိုးကပြည်သူကိုတကယ်ချစ်တဲ့ခေါင်းဆောင်တွေပုံများလာတာမျိုးဖက်ဒရယ်ဖြစ်ဖြစ်နော်ဒီမိုကရေစီဖြစ်ဖြစ် တကယ်စစ်စစ်မှန်မှန်အိတ်မက်ထားပြီးတော့လိုချင်တဲ့စစ်သားတွေပေါ်လာတာမျိုးဟာလည်းဖြစ်နိုင်တယ်ပြီးတော့ဒီသုံးချက်ဖြစ်ရရင်ဖိအားသုံးမျိုးဟာစစ်တပ်ကိုကြီးမားတဲ့ဖိအားပေးလာအဲ့ဒါဆိုရင်အော်တိုလက်ခံလာလိမ့်မယ်ဒါပေမဲ့အဲ့တော့ကဖယ်ရယ်စနစ်ကိုစစ်တပ်လက်ခံဖို့ဆိုတာတကယ်စစ်စစ်မှန်မှန်လက်ခံဖို့ပြောတာနော်အားနယ်လို့အမတ်တမှန်ရှော့တော့လည်းလက်ခံတာပဲနော်အဲ့တော့ဥပမာဗျာမီးလောင်နေတဲ့အိမ်မှာနော်ရေမရှိဘူးဆိုရင်ဘယ်လောက်အပူချိန်မြင်းနေပါသေးရေတစ်စက်လောက် ရရင်တော့မှကျေးဇူးတင်တဲ့အခြေအနေမျိုးရောက်လာရင်သူကသူလက်ခံသွားတယ်။မီးလောင်နဲ့အောက်အပူတွေအများနဲ့အိမ်မှာရေလောက်ဝမရှိဘူး။အဲ့ခါကျရင်ရေတစ်စက်လောက်ရရင်ကျေးဇူးတင်တယ်ဆိုတဲ့အနေအထားမျိုးဖြစ်လာတယ်။စက်တလူမျိုးပေါ့ဗျာ။ချက်ချိုင်ချန်လုံးတက်ရပြီးချက်ဥတလုံးတလုံးပြဝေပေးနေတဲ့ခါကျရင်ပြည်သူတွေကခြေနဲ့ရွာတဲ့အခြေအနေမျိုးတူတူပဲ။အဲ့တော့စက်တလည်းအဲ့လိုပဲနော်။တော့အပူလောင်နေပြီဘေးကပတ်ပတ်လဲဟာဒါမဲ့ဖပောက်ဆိုတဲ့ရေတစ်ခွက်လောက်တိုက်လိုက်ရင်သူခြေနဲ့သွားတဲ့အခြေအနေမျိုးကဖက်ဒရယ်လက်ခံလိုက်ရတာ။ အဲ့လိုမျိုးဟာတွေကအဲ့ဒီအချိန်မှာသူတို့ရဲ့အာဏာအကုန်လုံးဆုံးရှုံးတော့မဲ့အခြေအနေမျိုးရောက်ရင်ဖက်ဒရယ်ကိုလက်ခံဖို့နောက်ဆုံးဆင့်မှာစင်းကိုစင်စားလာလိမ့်မယ်ဒါဆိုတော့စနစ်တကျပြင်ဆင်ထားရလားပြည်သူကိုတကယ်ပညာပေးအသိပေးဥပဒေမူကြမ်းနေနဲ့လမ်းပြပေးရေးဆွဲထားမှာခက်ခိုင်မှာမှာအဲ့ဒီလိုမှရှိတယ်သူတို့ Facebook သူတို့လူအပ်တဲ့ညော်ရီချက်ပေါ်မှာအခြေခံပြီးစင်စားချက်အပြောင်းလဲပေါ်မှာရေးထားတာတွေရှင်းပြောရင်ဘယ်တိုင်းသားမဆိုဘူးရှီကောင်းရှိနိုင်တယ် အဲ့ဒီစစ်တပ်ကလက်ခံတော်မှအခြေလက်ခံနိုင်တဲ့အခြေရောက်လာရင်ချက်ချင်းတင်ပြနိုင်ဖို့အစင်သက်နားလည်မှုယူလာပြီးသားအခြေအနေတခုဖြစ်နေမှသာပဲဖက်ဒရယ်ကိုရောက်မှာဟိုရင်ကော်ဖက်ဒရေးရှင်းကနေပြည်နယ်တွေပြန်စုပြီးတော့သွားတော့အကောင်းဆုံးပဲဒီကောချုပ်ရရင် AA ဟာကျွန်တော်ပြောတာ AA ရဲ့စဉ်းစားချက်ပဲเนาะကျွန်တော်ဆုတ်ဖြတ်လို့မရဘူးသူတို့ကသူတို့ဆုတ်ဖြတ်မှာသူတို့ဟာလွတ်လပ်ရေးမဟုတ်ပဲလွတ်လပ်ရေးမလိုပဲနဲ့ဖက်ဒရယ်နဲ့တာသွားမယ်ရေရှည်အဲ့လိုသွားရပို့ကောင်းတယ်ဆိုတော့အမြင်မျိုးဖြစ်လာပြီး ယုံကြည်မှုတည်ဆောက်မယ်ဓာတ်လူညီများတဲ့ဆက်ဆံရေးကိုဦးစားပေးပြသမယ်ဆိုရင်တော့ဥစားမှုပိုင်းရောက်လာမယ်နံပါတ်1ကအချာ EO တွေကကျွန်တော်ခုနပြောခဲ့တဲ့ရှင်းပြရမယ့်၃ချက်ရှိတယ်မရှင်းပြနိုင်ဘူး AA ရဲ့တည်ဆောက်မှုပူပူကောင်းလောက်လေးလေးရှင်းပြနိုင်မှုအားနည်းလောက်လေးလေးအဲ့ခါကျ AA ကဥစားမှုတော့ကားစားဖြစ်ဖို့အလိုလိုလက်ခံလာမယ့်အခြေအနေရှိနိုင်တယ်အဲ့ထွက်လာ A လို့စဉ်းစားမိမှာပဲပြင်ထားမှာပဲ ဥစားမဟုတ်နော်အဲ့ခါကျရင်ခါစားဖြစ်သွားတာဖက်ဒရယ်ကိုဥစားတော့အရှိချင်းပြောဘဟုရောက်သွားတာနော်အဲ့ဒါမျိုးကြတော့လည်းတကယ်တော့ခက်ခဲသေးတယ်တူတူစုစည်းတာပိုသေးချတယ်ကျွန်တော်တို့အဲ့လိုဖြစ်နိုင်ချေပိုများတယ်လို့ပဲထင်တယ်ခါစားတဲ့ဆိုင်ဥစားစုစည်းတာပိုဖြစ်နိုင်ချေများမယ်ဘာလို့ဆိုရင်မဟာမိတ်တွေဒေတာတွေမှာ AA တွေတက်တွေချထားတဲ့ပုံစံဟာအဲ့အခင်းချင်းနဲ့တူတယ်တိုင်းသားတွေစိတ်ကိုနက်နက်ချာချာတိဖို့ပိုနားလက်အောင်နီနီကက်ကက်သွားနေတာဟုတ်လားတူတူတိုက်တာ ဘလိုင်းအသက်ပြီးတိုက်တာအဲ့လိုမျိုးပြီးတော့အဲ့ဒါတွေအကုန်လုံးကလည်းတိကျပါတယ်လက်ခံပြီးဆိုရင်တော့မှစီမင်းစီကန်နေတဲ့တဘောတူညီမှုကိုရအောင်လုပ်အောင်မှဆိုတော့သူတို့စိတ်ကိုတိနေတဲ့လူကပိုတော့တယ်နောက်တစ်ခုကစက်တပ်ဖက်ကဖက်ဒရယ်လက်ခံမဲ့အခြေခောင်းမနေတဲ့အသိထွက်ထွက်မှာကိုမဆောက်ဘူးပြီးအားဆက်ပေးမယ်အဲ့လိုဖြစ်ဖြစ်တခြားတိုင်းတိုင်းဖြစ်ဖြစ်တိုက်မယ်ဆိုရင်ဖက်ဒရယ်မူကြမ်းကိုအခုကတည်းကသူတို့တွေကတိကျပေါက်စတင်ဖြစ်စဉ်ထားတဲ့လဲဆိုတော့သူတို့သိပြီးသား ရှိလိမ့်မယ်ဖက်ဒရယ်ဖြစ်ဖြစ်တခြားနာမည်တစ်ခုခုနဲ့ပေါ့ဗျာနော်တကယ်တော့ပေချာစဉ်းစားပါဖက်ဒရယ်ဆိုတာစနစ်ဒီမိုကရေစီဆိုတာမှကျွန်တော်တို့မျှော်လင့်တဲ့အိမ်မက်ဖက်ဒရယ်ဆိုတာအတိုင်းပြည်ကိုတည်ဆောက်တဲ့စနစ်တစ်ခုပဲဘ ਹੁ နဲ့အောက်နဲ့ထားပြီးတော့စုစည်းထားတဲ့ပုံစံမျိုးမြန်မာနိုင်ငံကိုတည်ဆောက်ထားတဲ့စနစ်ဖက်ဒရယ်မဟုတ်လားခရိုင်များစုပြည်နယ်များစုမြန်မာနိုင်ငံလည်းရတာပဲဒါပေမဲ့လိုအပ်တာကဒီမိုကရေစီစစ်စစ်ကိုပိုင်းအခွင့်အရေးလူခွင့်ရတံဖိုးထားပြီးတော့ လွတ်လပ်တဲ့တရားမျှတတဲ့ဟောင်းသွားအောင်အဲ့ဒါအမှန်အနှစ်သာရဟာဒီမိုကရေစီမှာတည်တာအဲ့လိုပြောချင်တာပြီးတော့ညီကောချုပ်ပြီးပြောရင်နော်ဖက်ဒရယ်ဆိုတာအနိုင်ကျင့်ခံရတာကနေလွတ်မြောက်မဲ့ခေါင်းစဉ်တစ်ခုမဟုတ်ဘူးလွတ်မြောက်ဖို့လောက်တဲ့မဟုတ်ဘူးယုံကြည်မှုကိုအာဏာနဲ့အတင်းကျပ်နောက်တစ်ခါဘယ်တော့မှမယူနိုင်တဲ့စနစ်တစ်ခုကိုကျွန်တော်တို့တိဆောက်ဖို့လိုတယ်ဆိုတာကိုကျွန်တော်တင်ပြချင်တာဒါဟာစိတ်ဝင်စားစရာလည်းကောင်းတဲ့မြန်မာအနာဂတ်ပုံစံ ကျွန်တော်တော့လုံနေလောက်ခံနေပါပဲ